ြောမသွားလိုက်နဲ့ပြောပြမယ်နော်အလုတ်တွေတပိုင်းတစဖြစ်နေတာတွေကိုယ့်ရဲ့အလုတ်တွေရှေ့ဆက်လို့မရတာတွေနော်တိုးတက်မလို့လို့နဲ့ဒီတိုင်းပဲညောသွားနေတာတွေပေါ့နော်ရှေ့ဆက်ပြီးတော့တိုးတက်သွားတာမျိုးမရှိဘူးညောင်းအားကြီးကျသွားတယ်နည်းနည်းလေးပဲဖြစ်နေတယ်哦ကိုကအလုတ်ပြောင်းကျင်နေပြောင်းရမယ်လို့လဲတေချာပေါက်တိနေတယ်ဒါပေမဲ့လို့ အနာကပ်ပြီးတော့မှမပြောင်းရတာမျိုးတွေဖြစ်နေတဲ့လူရှိလားယာဒူးတိုးဖို့စောင့်နေတယ်ယာဒူးတိုးမဲ့စင်ရင်ထဲမှာလည်းပါတယ်ယာဒူးတိုးဖို့မကြလာဘူးအလုံးနေရပြောင်းမယ်နော်နေရဒီလောက်ကတော့အလုံးပဲနေရကောင်းရရှိဖို့အကြီးအကဲနဲ့လည်းကိုကကိုယ်ကြီးရရှိပြီးသွားပြီဒါပေမဲ့လို့ကိုလိုချင်တဲ့နေရကိုမရရှိဘူးဒီလိုမျိုးတွေရောဖြစ်နေတာ အခုကျမပြောတဲ့ယေရီယာလေးကိုတေချာလေးလုပ်ပေးပါအဲ့တော့အလုံးနဲ့ပတ်သက်တာတွေအခက်တွေ့နေတာတွေပေါ့နော် အလုံးနဲ့ပတ်သက်လို့အခက်တွေ့နေတာတွေတို့လို့တန်လန်ဖြစ်နေတဲ့အလုပ်တွေတပိုင်းတစရက်ထားတဲ့အလုပ်တွေရှေ့ဆက်လို့မရတာတွေအကူအညီတောင်းနေနေမှရက်သွားတာမျိုးတွေအမှုကိစ္စတွေမပြီးပြတ်နိုင်တာမျိုးတွေဒီရန်ရားပါလဲဆိုရင် မပြီးပြတ်နိုင်တဲ့အရာတွေကိစ္စမျိုးတွေ အလောက်အကင်တွေအတွက်အင်မတန်ကိုထူးခြားပြီးတော့အောင်မြင်စေတဲ့ရေရရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဒီရေရရာလေးကိုသိချာလေးလုပ်ပါ။ဒါကတော့ကျမတို့ဖုံးကန်ကြီးမာတဲ့ရှေ့တုန်းကဘယင်းနေတဲ့ခဲ့တဲ့ဖျားဖြစ်ရမယ်။အဲ့ဒီဖျားမှာတနင်းကနွေနေ့ဧကရိအညွန့်ကိုရအောင်လို့ရှာပါ။ ဧကရိအညွန်ကဂျိုတက်လိုက်ဖြစ်ရပါမယ်အလုံးနဲ့ပတ်သက်တာဆိုရင်တနင်းကနေနေ့တနင်းကနေ့ရဲ့ဂျိုတက်က6နဲ့ဧကရိညော6ညော်ယူသွားပြီးတော့မှမိမိတို့တပိုင်းတစဖြစ်နေတဲ့အလုံးအကန့်အမှုအခင်းပေเจ้าอย่ามาสู่ปีชาสุตองมาอะแล้วจม้าก็ ဖုံးကန်ကြီးမားတဲ့ဘရင်မင်းမြတ်တွေတဲခဲ့တဲ့ဖျားဆိုရင်တချို့ကမတိကြဘူးရှိပါတယ်နော်ပကံမှာဆိုရင်တော်တော်များများဖျားတွေဘရင်မင်းမြတ်တွေတဲထားခဲ့တဲ့ဖျားတွေအများကြီးရှိပါတယ်ကျမတို့ရန်ကုန်မှာဆိုလို့ရှိရင်တော့ရွှေရကုံဖျားရှင်ပြင်ပေါ်ဒီမှာရှိပါတယ်ဥပမာမိဖျားနော်ရှင်စောဘူးဖျားဆိုတာလေ ရှိတယ်လို့ကျမတို့ဘယင်းနေတဲခဲ့တဲ့ဘုရားဆိုတာလည်းရှိပါလေရှာပြီးတော့သွားလို့